င်္ဂလာပါရှင်၂025ခုနှစ်မတ်လ16ရက်နေ့အတွက်မူလဝတ္ထနဲ့ဆလာဗေဒသတင်းများကိုနေပြီးတော့မူလဝတ္ထနဲ့ဆလာဗေဒညွှန်ကြားမှုစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ချင်းနည်းများမှာစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမကွေတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမတ်လရင်ပုံမှန်ပူချိန်တို့ထက်3ဒီဂရီဆယ်စီယံနဲ့ချင်းပြည်နယ်ပဲခူးတိုင်းဒေသကြီး နေပြီးတော့ရှေ့ပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာမတ်လရဲ့ပုံမှန်ပူချိန်တို့ထက်1ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာမတ်လရဲ့ပုံမှန်ပူချိန်ခန့်သားရှိခဲ့ပါတယ်။2025ခုနှစ်မလာ18ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မျိုးလိုက်ထူခြားတဲ့နေ့ပူချိန်များမှာ 6မြို့မှာ44.3ဒီဂရီဆယ်စီယပ်၊မြင်းချမ်းမြို့နယ်မင်းဘူးမြို့တို့မှာ42.5ဒီဂရီဆယ်စီယပ်စီ၊စင်ဖြူကျုံမြို့မှာ42ဒီဂရီဆယ်စီယပ်၊မကွေးမြို့မှာ41.8ဒီဂရီဆယ်စီယပ်၊ရောင်းမြို့မှာ41.8ဒီဂရီဆယ်စီယပ်၊တောင်ဝင်းကြီးမြို့မှာ41ဒီဂရီဆယ်စီယပ်မန္တလေးမြို့တတဝူလေးချောင်းမိုးလေဝသနဲ့စကိုင်းမြို့တို့မှာ၄၀ °C ဒီဂရီဆယ်စီယပ်စီနဲ့ အောင်လံမျိုးနဲ့မြင်းမှုမျိုးတို့မှာ40တသမ9ဒီဂရီဆယ်ဆီယက်စီတို့ဖြစ်ကြပါတယ်။ပတ်သားဝယ်ရာမွေးချိန်များမှာမိုက်ဆက်မျိုးမှာ1တသမ5သုံးညလက်မတာချီလေးမျိုးမှာ3ညတသမ9လေးလက်မမူဆယ်မျိုးမှာ3ညတသမ3ကိုလက်မဦးတောင်မျိုးမှာ3ညတသမ1ညလက်မနဲ့ပချံမော်မျိုးမှာ3ညတသမ3ညရှစ်လက်မတို့တိုင်ထွာရရှိခဲ့ပါတယ်။ဒီကနေ့နေလေတနားရီခွဲအချိန်မိုးလေဝသချို့တို့မှဖန်ပြရရှိတဲ့ပုံအရ ကပလီပလဲဖြစ်နေမိင္လာပလဲအောင်တောင်ပိုင်းတို့မှာ တိမ်တင်းတင်းဖြစ်ထွန်းနေပြီးကြံမိင္လာပလဲအောင်မှာတိမ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာတိမ်တင်းတင်းမှာတိမ်ထုတ်ထက်နေပြီးအလဲပိုင်းဒေသတွေမှာတိမ်ကင်းစစ်စလောင်းရှိနေကကြံဒေသတွေမှာတိမ်အနှဲငယ်မှာတိမ်တင်းတင်းဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာ လေပြာရောင်းနေနေပါတယ် မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်းတင်းရှိပါမယ်။လှိုင်းမြန်မာမြန်မာကရင်လယ်ရှောင်းနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာလေပင်မှာ6ပေကမ်းရှိနိုင်ပါတယ်။မနက်ဖြန်မနက်ထိခမန်းချက်များအနေနဲ့ကတော့ကချီပြည်နယ်မှာနေရာကျကျနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်း၊ကင်းပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ် အခုတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာတဲ့ရင်တဲ့တဲ့ဖြစ်တော်ပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနဲ့နေပြည်တော်တို့မှာအများအပြားတာယာပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဆလာဗီလာခမန်းချက်များကိုတင်ပြပါမယ်ရှင် ီပြီးတော့နေနေတိုင်းအတွက်မနက်ဖြန်မနက်ထီမိုးလေဝသချင်းဒီခမှန်းချက်မောင်းအများအပြင်တာယာပါမိန်အမြင့်ဆုံးဖူးချိန်မှာ38ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဖူးချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်ရှမ်းကုန်းမြို့နယ်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မနက်ထီမိုးလေဝသအခြေအနေခမန်းချက်မောင်းတိမ်တင်းတင်းဖြစ်ထုံပါမယ်။အမြင့်ဆုံးဖူးချိန်မှာ38ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့ အနေဆုံးဟူချိန်မှာ24ဒီဂရီဆယ်ဆီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်ဤတွိုင်းအတွက်မနက်ဖြန်မနက်အထိမိုးရေဝသားချင်းနေခမန်းကြမှာလဲတိမ်တင်းတင်းဖြစ်ထုံးပါမယ်။အနေဆုံးဟူချိန်မှာ57ဒီဂရီဆယ်ဆီယပ်106ဒီဂရီဖာရင်ဟိုက်နဲ့အနေဆုံးဟူချိန်မှာ28ဒီဂရီဆယ်ဆီယပ်87ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခမန်းကြများအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့မှာ နေရာကွက်ကြောင်းမှာနေရာကျဲကျဲမိုးထချုံရွာနိုင်ပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီချင်းထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလာပိတာသတင်းများပဲဖြစ်ပါတယ်ကိုစိန်တို့ပြန်ဆက်မချမ်းသာကြပါစေရှင်